မိတ်ဆွေများကျွန်တော်အချိန်30အတွက်အလိုက်လေးပေါ့ဗျာနော်မိတ်ဆွေများကြည့်ရအောင်လို့ကျွန်တော်စောစောတီတီပဲကျွန်တော်လိုက်လေးကိုတွင်းလိုက်ပါတယ်စောစီဝေပန်ပြီးတော့နော်မမမဝင်နေတဲ့မိတ်ဆွေများလည်းဆေးလက်ဟိုကနန်းကိုစဉ်းစားပြီးတော့ထိုးချိန်ရအောင်ကျွန်တော်စောစီပဲကျွန်တော်လိုက်လေးတွင်းလိုက်ပါတယ်လိုက်ခဲ့ခဲ့ပါအလုံးမနော် အဲ့လိုမိတ်ဆွေများကျွန်တော်ဘယ်ရဆမတော်ဆိုတော့ညတို့2002ခုနှစ်ကစတဲ့ဇာတ်လမ်းလေပေါ့နော်အဲတော့မြန်မြန်လေးပဲပြောလိုက်မိပါဘာလို့ဆိုတော့ကျွန်တော်ဇမင်ပို့ရတယ်ရှင်နော်ထိပ်သီးသုံးလုံးပေါင်းရင်းဒီကိုလိုဖြစ်တယ်နောက်ပေသုံးလုံးပေါင်းရင်းဒီကိုလိုဖြစ်ခဲ့တယ်နော်အဲ့ကိုလိုဖြစ်ခဲ့တဲ့ဥစားဇာတ်လမ်းကအဲ့ကနေပြောပြလိုက်ရတယ်ညတို့တစ်ချိန်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 ၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်မှာနော်၉ချိန်ဒီမှာကိုဘူးလိုကြာ အဲ့ကိုဘူးကဘယ်ဟလာလုံးဆိုကိုဘူးကြတဲ့နေရာလေးကနော်အဲ့နေရာတစ်ဆက်တည်းပဲကျွန်တော်ပြောလိုက်တော့မှာကိုဘူးကြတာလေးကဒီနှလုံးပေါင်းဗရိတ်ခွန်လို့ရှိလို့ခွန်ထိတ်လို့ကြအဲ့ခွန်ထိတ်ကနောက်နှလုံးပေါင်းရှစ်ကရှစ်ထိတ်လို့ရှစ်ပူးနဲ့တည့်ရိုက်ခဲ့တာဒါတကက်နော်အဲ့ရန်လေးသွားမှမလို့ကျွန်တော်ရှင်းပြတာနော် site ကိုကျွန်တော်ရှင်းပြတာနော်ဟုတ်ပြီအဲ့ရန်နေပြီးတော့ကျွန်တော်တို့ကိုနှစ်သွားတစ်ချိန်တစ်နှစ်နှစ်နှစ်တစ်နှစ်နှစ်နှစ်သုံးနှစ်ဒီဒီတိုင်းမျိုးပေါ့ဗျာနော်ထိတ်ဒီသုံးလုံးပေါင်းရင်းဒီသုံးသုံးထိတ်ဒီတစ်ထိတ်ဒီငါးထိတ်ဒီခဏသုံးလုံးပေါင်းရင်း၉လို့ရှိတယ် နောက်ပိတ်သုံးလုံးပေါင်းရင်လည်းတင်းနောက်ပိတ်ခွန်နောက်ပိတ်တင်းနောက်ပိတ်အနံသုံးလုံးပေါင်းရင်ကိုလိုဖြစ်ခဲ့လို့သူ့ရဲ့အချိန်ကတစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်ခုနှစ်ချိန်ရှစ်ချိန်မဟာလားကျတို့အိုးဘူးလိုကြခဲ့တယ်အဲကိုဘူးလိုကြဖို့ရေးကိုလည်းသူကတိုင်မင်းလေးထည့်ထားခဲ့တာဘယ်လိုလဲဆိုတော့ဒီမှာ၅၃၃ရှိတယ်၅၃၃၅၃၃တတိပရိမ်ကိုတတိသီလို့ပေးပြီးတော့နောက်ပေါင်းခွန်ဒီခွန်ခန်းနဲ့ခွန်ဘူးလိုရိုက်ခဲ့တယ်ခွန်ဘူးအဘူးပေါ်ရဟုတ်လားတမကကနောက်ပေါင်းခွန်ဒီခွန်ထိတ်နောက်ပေါင်းရှစ်ဒီရှစ်တလုံးမှလည်းရှစ်ပူရိုက်ခဲ့တယ် ပုတ်ပြီးเนาะအဲ့လိုပဲဒုတိယကပြီးတော့တတိယကလည်းသူသွားလာတာဒီကเนาะ၆တင်စီတုံညာခ၃တောင်းပိတ်အနန်း၃လုံးပေါင်းရင်ကိုလိုဖြစ်တယ်ထိုးနည်းတူတာပဲเนาะ၂တောင်းပိတ်၆တောင်းပိတ်၁တောင်းပိတ်အနန်း၃လုံးပေါင်းရင်ဒီကိုလိုဖြစ်ခဲ့လို့သူ့ရဲ့အကျင့်ကိုက်မှာပဲเนาะကိုဘူးဆိုတာရှိကိုကိုလေးကိုဘူးဆိုတာကြားခဲ့တယ်အဲ့ကိုဘူးကြမဲ့နေရာလေးကိုလည်းသူကအတိအကျညွန်ကြခဲ့တာကဘလို့လေးလဲဆိုတော့ဒီ9နှစ်နှစ်ဒီ break ကိုမလို့ကိုထိတ်စီလို့ကြပါတယ် ကိုထိတ်စီလူကြပြီးတဲ့ပြင်နဲ့နောက်ပေါင်းလေးက6မလို့သူ့ရဲ့နောက်တနေ့ရင်းနောက်တနေ့ကြော်မှာမြင်းဆုံးရင်းကုန်လေးမှာကသူက6အပူးနဲ့6 6တက်ဆိုတော့ရိုက်ခဲ့တယ်ဟဲ့လားသူ့ရဲ့ break အနေထားကလည်းအတိကျသူရိုက်ခဲ့တာကလားဟဲ့လားရှစ်ပါနဲ့ရှစ်ပိုးပြီးတက် break ရိုက်ခဲ့တယ်နော်ဒုတိယကံမှာကခွန်ပါပြီးခွန်ပူးနဲ့နှစ်ပရိတ်လူရိုက်ခဲ့တယ်တတိယကံမှာလည်းသူကတော့နော်သူလောက်လာလေ 6ပါ6ခုပြီးတော့3ပြိတ်လိုရိုက်အဲ့တော့ဆိုတာ1နဲ့3ဆိုတော့ပြိတ်လိုရိုက်ခဲ့ပြီရိုက်ခဲ့ပြီးတော့ကျွန်တော်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ပြန်သွားကျင်တာကဘယ်လိုလဲဆိုတော့နော်အဲ့မဲ့ငါရှိရှိကိုဘူးကမကျင်ထောက်ပြလိုက်မယ်ကိုဘူးကနေပြီးတော့ကျွန်တော်တို့အချိန်မှာတနည်းနှစ်နှစ်သုံးနှစ်3နှစ်သွားပြီးရင်3နှစ်ပြန်ပြီးတော့ပြန်ဆုပ်ကြည့်လိုက်တနည်းနှစ်နှစ်သုံးနှစ်4နှစ်သွားလို့ရှိရင်လာကျွန်တော်ဒီကျွန်တော်တို့ရောက်ဆဲအချိန်မှာမှန်း5နှစ်လို့ကြာခဲ့တယ်ဟုတ်ပြီအဲ့လိုဆိုရင်ဒုတိယကတ်ကိုကျွန်တော်တို့ပြန်ကြည့်ကိုဘူးကိုဘူးကနေပြီးတော့ပြန်ထောက်ကြသူနော် တနေ့နှစ်နှစ်သုံးနှစ်သုံးနှစ်ကနေပြီးကျွန်တော်တို့တနေ့နှစ်နှစ်သုံးနှစ်လေးနှစ်သွားလို့ရှိရင်ငါတစ်ခုဆိုတာကြာခဲ့တယ်ကျွန်တော်တို့အချိန်မှလည်းကျွန်တော်ကြည့်ကြည့်နော်ကိုဘူးကနေပြီးတော့ပြန်ကြရလေနဲ့နော်တနေ့နှစ်နှစ်သုံးနှစ်လေးနှစ်လို့သွားဟမ်တနေ့နှစ်နှစ်သုံးနှစ်သွားလို့ရှိရင်တနေ့နှစ်နှစ်သုံးနှစ်လေးနှစ်သွားလို့ရှိရင်ကျွန်တော်ဒီချိန်မှကြောင်းမဲ့အချိန်လေးပေါ့ဗျာကျွန်တော်ခဏလေးဟိုကျွန်တော်ဒီသင်ကဖန့်ပြတာကကျွန်တော်ငါးတုံညာဝမ်းချင်းကိုကျွန်တော်ကြာရင်တော့ဗောနောငါးတုံညာသုံးဖို့သုံးငါးထိတ် ငါးပါငါးထိပ်၃ညာထိပ်တော့မဟုတ်ငါးပါ၃ညာပါအနမ်းလေးကိုကျွန်တော်ပြောရင်နော်ဟုတ်ပြီကျွန်တော်ကျန်တာအဲ့ဒါလို့ဆင်ရင်လို့ပြန်ကြပြန်ကြည့်ကြပါတော့နော်ကျွန်တော်ဒီရဲ့မြောက်ခင်ငါးထိပ်လို့မြောက်ခင်တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်မှသွားလို့ရှိရင်ခွန်ပရိတ်လို့ရှိတယ်ခွန်ပရိတ်ရဲ့ဘေးမှကသူကနောက်ပိတ်နဲ့နောက်ပိတ်နဲ့နောက်ပိတ်နှလုံးပေါင်းရင်ဒီ၃ညာလို့ဖြစ်ခဲ့တယ်နော်ဟုတ်ပြီအဲ့ဒီ၃ညာလို့ဖြစ်ရင်မှတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်သွားပြီတယ်မင်းငါးရောဒီပင်ရောက်တာဒီမှာနော် နောက်ပေါင်းတုံညာခွန်ပရိတ်လူရိုက်တယ်ဒီမှန်ယူရိုက်မှာဟုတ်ပြီအဲ့လိုဆုံးလဲကျွန်တော်ဒီမှာပြန်ကြည့်ရတာနော်ဒူဒူပဲကျွန်တော်ဒီခွန်ပရိတ်လူရိုက်ပါတယ်ခွန်ပရိတ်လိုက်ပြီးအနောက်ဘိတ်နောက်နှလုံးပေါင်းငါတုံညာလူဖြစ်ခဲ့တုံညာလူကြီးမှာတစ်ချိန်နှစ်ချိန်တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်သွားလို့ချင်းအောက်မှာကျွန်တော်ဒီမှာကြပြင်ပါကျွန်တော်ပြင်ပါလေကျွန်တော်ပြန်ကြည့်ရတယ်နော်ကျွန်တော်ရဲ့ပြင်တနည်းနည်းနည်းသုံးနည်းလေးနည်းငါးနည်းသွားလို့ရှိရင်တစ်ခွန်တစ်တင်းနောက်ပိတ်နဲ့ နောက်နှလုံးပေါင်းကိုဒီတုံညာလို့ဖြစ်ခဲ့တယ်တုံညာလို့ဖြစ်ခဲ့ပြီးတော့ဘုံသေးသူကခုံမတိတ်လို့လိုက်ခဲ့တယ်နော်ရိုက်ပြီးသူကလှုပ်လာတာကသူကဒီမှာရှိလာဒီနော်တစ်ခါရှင်းရှင်းပြလိုက်နော်ခုံမတိတ်လို့ရိုက်ပြီးလိုက်ပြန်တယ်ဒီမှာအောက်မှာအောက်ပြင်မှာခုံမတိတ်နောက်ရင်သူ့ရဲ့ရင်ဆိုင်တစ်နှစ်မှာခုံမတိတ်ခုံမတိတ်ခုံမတိတ်နှလုံးပေါင်းဒီလေးလို့ဖြစ်ခဲ့တယ်ဟုတ်ပြီအဲ့လိုပဲကျွန်တော်တို့အနောက်ပိုင်းနဲ့နောက်ပိုင်းကလည်းတုံညာလို့ရှိပြီခုံမတိတ်လို့ရိုက်တယ်ခုံမတိတ်နဲ့ညတို့ဒီက3နောက်ပိုင်းနဲ့ငါ3ပိုင်းနဲ့6ခုခုံတုံညာပိတ် ဒီပရိနှလုံးပေါင်းရင်3လို့ပြောဆိုလိုတာကဒီပရိမာကပရိနှလုံးပေါင်းရင်4ဒုတိယကမှာပရိနှလုံးပေါင်းရင်3တတိယကမှာရောပရိနှလုံးပေါင်းလို့ဖြစ်ခဲ့တာဗောနော်ချစ်တာနော်ဟုတ်ပြီအဲ့တော့ခွန်ပရိ5ပရိပရိနှလုံးပေါင်းရင်2လို့ဖြစ်တယ်ဗျာညိုသူကတနေ့နနေ့3နေ့ကြာလဲနော်ဒီချိန်မှာကျွန်တော်နော်အဲ့မှာကျွန်တော်ဒီမှာပြန်ကြည့်လိုက်ကျွန်တော်ညာလေးပဲကျွန်တော်အိုးချုံကြာနော်အပိုးဟာတွေကကျွန်တော်မဆက်မပြတော့ပါဘူးဓာတိပြရင်အကုန်လုံးပေးရရှိကုန်နော်သူကအမှန်ကန်သွားတဲ့ဟာတွေမျိုးနော်ဓာတိကဒီသုံးလုံးပေါင်းရင်1ကို တုံညာခါခံပြီးတိပတိရိုက်တယ်ဒါကြီးကျွန်တော်ထားခဲ့တော့မယ်နော်အဲ့ဒါကျွန်တော်တို့ဒီပင်မှာသွားချက်စုအားလုံးစင်ကျွန်တော်တို့ဒီငါလေးနှစ်လို့ကြားတဲ့ခြင်းကျွန်တော်တို့တနေ့နှစ်နှစ်သုံးနှစ်နောက်ပြန်တော့ဒီနှလုံးမောင်းရင်လေးလို့ဖြစ်တဲ့အဲထိတ်စီးလေးကိုရောပြန်ကြည့်ကြစုတစ်ထိတ်စီတစ်ထိတ်စီသုံးထိတ်စီခဏသုံးလုံးမောင်းရင်ငါလို့ဖြစ်ခဲ့တယ်ငါလို့ဖြစ်ခဲ့တဲ့ပြိုင်တဲ့ကျွန်တော်တို့ကျွန်တော်တို့ငါလေးနှစ်ကြားတဲ့ခြင်းမှာကျွန်တော်တို့အပေါ်ကသုံးခြင်းမှာ၆ထိတ်စီ၄ထိတ်စီ၅ထိတ်စီ အနန်းသုံးလုံးပေါင်းရင်း၅လို့ဖြစ်ခဲ့တယ်ကျွန်တော်ပြောချင်တာကဒီသုံးလုံးပေါင်းရင်း၅ကိုဒီသုံးလုံးပေါင်းရင်း၅ခဲ့ကလေး၅ထည့်လို့ရခဲ့တယ်သူရမကြခင်မှာလဲ तू ကရင်ဆိုင်က तू ကတိုင်ပင်ပေးလာတယ်ကြာနောက်နှလုံးပေါင်းခုန်နဲ့နော်ဟုတ်ပြီကျွန်တော်ဒုတိယကတ်သွားရသူဒုတိယနောက်နှလုံးပေါင်းခုန်လို့ပြီးတော့ကျွန်တော်ကြာရဲ့ပြီးမှာတစ်ချိန်တစ်ချိန်သုံးချိန်မှာနောက်နှလုံးပေါင်း၆လို့ရခဲ့တယ်အဲ့နော်နော်လုံးမောင်း6လို့ရိုက်ခဲ့ပင်ကရေတို့ပြန်ရည်ကြမှာเนาะဒီမှာရေတို့ကြမြင်ကြမြင်မျိုးတစ်နှစ်နှစ်နှစ်သုံးနှစ်သုံးနှစ်ပြည့်တဲ့ပြန်ရေတို့ပြန်ရည်ကြည့်မှာเนาะ ဒီပရိန်နှလုံးမောင်းရင်းကြီးရဲ့၃လုံးဖြစ်ခဲ့ပြီ၃လုံးချင်းတဲ့ပရိန်ကြီးက6ခုခု6ခုခုဟာ6ထိပ်စီးနေသူ့ရဲ့ဘဝ9ထိပ်စီးနေဒီဘဝ၃ညာ၄ခုပရိန်၃ပရိန်ကထိပ်စီး၃လုံးမောင်းရင်း၁လုံးဖြစ်ခဲ့တယ်အဲ့ဒီ၁လုံးဖြစ်လိုက်တဲ့ကျွန်တော်တို့ရတဲ့ကြောက်ကျွန်တော်တို့ခုရောက်ဆဲပင်ပေါ့ဗျာသူကျွန်တော်တို့ပင်မရောက်ခင်တတိယချိန်မှာကကျွန်တော်တို့ကနောက်နှလုံးမောင်းကြောက်လဲကြာခဲ့ပြီကြာခဲ့ပြီဆိုတော့ကျွန်တော်တို့ဒီချိန်မှာဟာလား6 60ဒီ360ဒီ3ထိပ်စီဟဲ့လားဒုတိယအကြိမ်မှာကြာ3 3နှစ်ခွန်ဒီ နိပတိနဲ့သုံးထည်သီသုံးထည်သီလို့ဖြစ်ခဲ့တယ်။အဲ့မှာကြာမြင်မှာငါလို့ဖြစ်တယ်။ဒီကဏ္ဍသုံးလုံးပေါင်းရပြန်နဲ့သုံးထည်သီသုံးထည်သီငါထည်သီကဏ္ဍသုံးလုံးပေါင်းရင်အဲ့တစ်သီတစ်နှစ်နှစ်နှစ်သုံးနှစ်သုံးနှစ်ပြည့်တဲ့အချိန်မှာကျွန်တော်ပြန်ဖန်ကြည့်လိုက်ရပြန်နဲ့၆ထည်သီငါထည်သီသုံးရထည်သီကဏ္ဍသုံးလုံးပေါင်းရင်တစ်လို့ဖြစ်ခဲ့တယ်။ဒါနှစ်ကပ်ဖြစ်သွားပြီ။နော်တစ်နှစ်ကပ်ကျွန်တော်ရောက်စဲကပ်ကိုတော့ပြန်ကြည့်ကြရအောင်။ဟုတ်ပြီ။အဲ့ဒီမှာကျွန်တော်တို့ပထမကပ်မှာကနောင်နှလုံးပေါင်းရင်ခွန်ဒုတိယကပ်မှာနောင်နှလုံးပေါင်းရင်ချောင်းတတိယကကျွန်တော်တို့လည်းလည်းဟဲ့လားသူ့ရဲ့တစ်ချိန်တစ်ချိန်သုံးချိန်မြောက်မှာ နောင်နှလုံးပေါင်း9ဆိုတာဖြစ်ခဲ့တယ်နောင်နှလုံးပေါင်း9လို့ဖြစ်တဲ့ရင်လည်းတို့ဒီရဲ့ဘဲမှာကလည်းခုံပရိင်းနဲ့၅ပရိင်းပေါင်းရင်နှစ်လေကျွန်တော်ပြောချင်တာက၄ပရိင်းပရိင်းနှလုံးပေါင်းရင်၄ပရိင်းနှလုံးပေါင်းရင်၃ပရိင်းနှလုံးပေါင်းရင်နှစ်လို့ဖြစ်ပြီးဒီမှာလဲခုံပရိင်းတို့ထောက်ကြတယ်၃ညလေးလည်းဖြစ်ခဲ့တယ်သူကတိုင်းပြည်မှန်ကန်သားနေတဲ့အတွက်ကျွန်တော်ဒီပင်ကိုဟိုကျွန်တော်ရဲ့လလန်းမီယာစိုက်လေးလို့ကျွန်တော်ယူဆလိုက်တာပေါ့ဗျာနော်အဲ့ဒီတော့ကျွန်တော်ဒီမှာပြန်ကြည့်ရဆိုပြန်ကြည့်ရလို့ဆိုရင်တော့ဒီနေ့နှစ်နေ့၃နှစ်မှာဟလာထိပ်စီး၃လုံးပေါင်းရင်ပြန်ကြည့်ရလို့ရှိရင် ိုးထိတ်စီလေးထိတ်စီနှစ်ထိတ်စီအနန်းသုံးလုံးပေါင်းရင်ငါးလူဖြစ်ခဲ့တယ်အနန်းသုံးလုံးပေါင်းရင်ငါးလူဖြစ်ခဲ့တယ်ကျွန်တော်တို့ဒီကျင်မာကျွန်တော်တို့ကိုနောက်နှလုံးပေါင်းရင်ငါးကနေပြန်ကြည့်လို့ရှိရင်ထိတ်စီစီကိုးထိတ်စီ၆ထိတ်စီငါးလူဖြစ်အောင်တုံညာထိတ်စီလူဖြစ်မယ်ဟုတ်ပြီမင်းအဲ့လိုဆိုလို့ရှိရင်တုံညာထိတ်စီလူဘာဟိုငါးထိတ်စီလူဘာလို့ယူဆရလဲဆိုတော့ဟုတ်ပြီနော်ဒီကက်ကလည်းနော်ပြန်ရှင်းပြလိုက်နော်ဒီကက်ကပြန်ရှင်းကြရမယ်ဆိုကျွန်တော်ခုနကကနေအတူတူပဲနော်အတူတူပဲဒီကက်ပဲဒီကက်ပဲ အဲ့ဒီမှာညတို့ငါထိတ်မှပြန်ကြည့်တယ်ငါလေးနှစ်ပြန်ကြားတယ်ဒီမှာနော်ဒီသုံးလုံးပေါင်းရင်ငါဒီသုံးလုံးပေါင်းရင်ငါဖြစ်ခဲ့လို့ငါလူဖြစ်တယ်အဲ့ငါလူဖြစ်တဲ့အချိန်မှာညတို့ဒီမှာပြန်ကြည့်တဲ့အချိန်ဒီမှာဟုတ်လားတစ်တစ်သုံးဆုံးငါလူဖြစ်တဲ့အချိန်မှာအဲ့ဒီအပေါ်မှာကကသုံးထည့်စီသုံးထည့်စီရှစ်ထည့်စီအနန်သုံးလုံးပေါင်းရင်လေးလူဖြစ်ခဲ့အဲ့ဒီလေးဒီလေးဖြစ်ခဲ့တယ်နော်မှတ်တာနော်အဲ့ဒါလည်းဟုတ်ပြီဒုတိယအချိန်မှာလည်းညတို့ပြန်ကြည့်ကြည့်လိုက်နော်ညတို့ကြပြင်မှာငါတစ်ကို အတိကိုရှိတဲ့ခဏသုံးလုံးထိသီးသုံးလုံးပေါင်းရင်တက်လို့ဖြစ်ခဲ့တယ်။တက်လို့ဖြစ်လဲတဲ့ပြန်နဲ့သူကတနေ့နည်းနည်း၃နှစ်မှကလည်းထိသီးသုံးလုံးပေါင်းရင်၃ရထိသီး၅ထိသီး၆ထိသီးခဏသုံးလုံးပေါင်းရင်တက်လို့ဖြစ်ခဲ့တယ်။ဟုတ်ပြီ။ဒီတက်ဒီတက်ကိုလို့ဒီတက်လို့ရိုက်ခဲ့တယ်လို့ဒီမှာကလည်းညီတို့အမှန်ကန်သူသွားတာကပို့ထိတ်စီဟဲ့လား၈ထိတ်စီခွန်ထိတ်စီခဏသုံးလုံးပေါင်းရင်၄လို့ဖြစ်ခဲ့တယ်။ဟုတ်ပြီ။သူလေးပထမမှလည်း၄ဖြစ်တယ်ဟဲ့လားဒီဒီပထမလည်း၄ဖြစ်ခဲ့တယ်ဒုတိယမှလည်း၄ဖြစ်ခဲ့ ဲ့တော့ဒီကုန်းနှစ်ခုကတိုင်ပင်သွားတာဒူးနေအဲ့တော့တနေ့ကတ်ကိုကျွန်တော်ပြန်ကြည့်ကြည့်လို့ချင်းခုနအပြာလိုင်းလေးမှာကလေးလေးလေးလို့ဖြစ်မဲ့နေရပေါ့ခွန်ထိပ်စီလေးထိပ်ပြီးရှစ်ထိပ်ပြီးအနန်းသုံးလုံးပေါင်းရင်းကိုလို့ဖြစ်ခဲ့တယ်။သူကပါဝါခွဲသွားတယ်အနန်းမတူတော့ဟုတ်ပြီ။အနန်းမတူတော့ကြတာကျွန်တော်တို့အဲ့ဒီမှာကြတော့ကြံစင်းစားရတာပေါ့နော်။ဒီသုံးလုံးပေါင်းရင်းဒီလေးလို့အဲ့ငါလို့ဖြစ်ခဲ့လို့ဒီမှာငါလို့ဖြစ်အောင်ပုံများထိပ်။ဒီမှာပါဝါခွဲသွားတယ်။ဒီမှာပါဝါခွဲရင်တော့ငါလို့ဖြစ်အောင်ဟုတ်လားဒီငါးကို ငါပါဝါတုံညာလို့ရှိရမှာငါထိတ်အဲအကြောင်းကျွန်တော်ဟုတ်လားဒီချိန်20မြောက်မှာမိတ်ဆွေများကိုကျွန်တော်ကငါတုံညာထိတ်သီးတော်၎င်းအပါတော်၎င်းကျွန်တော်ရှင်းပြလိုက်ပါတယ်နော်ဟုတ်ပြီအဲ့လိုဆိုရင်ဒီကကရှင်းပြရဆိုရင်မိတ်ဆွေများကိုကျွန်တော်တချို့မိတ်ဆွေများချိန်မပေးနိုင်တဲ့မိတ်ဆွေများတို့ကိုကျွန်တော်ကအနန်းလေးကျွန်တော်အရင်ရှင်းပြလိုက်မယ်နော်ဒီအချိန်20မှာမိတ်ဆွေများအလုံးပေါင်းဒီကနေ့ကျွန်တော်ထုတ်ထားတဲ့ကနေ့ကအကွက်22ကွက်ရှိပါတယ် ကွ၂၂စက်နှစ်ကွက်ရှိတဲ့အထက်မိတ်ဆွေများကဟာလားဒီမိတ်ဆွေများစကရင်ရှော့ရိုက်ထားလိုက်ပါနော်ဒီ၂၂ကွက်ရှိတယ်အဲ့၂၂ကွက်ဟုတ်ပြီနောက်တော့ဟုတ်ပြီဒုတိယညတို့ break လေးကိုတစ်ချက်တွားကြည့်လိုက်ပါ break ကကြာကျွန်တော်ဒီချိန်မှကြာတော့ break ကြာနည်းနည်းရှုပ်နော်ဒါပေမဲ့ရှုပ်နေတဲ့တည်းကျွန်တော်ပြန်ပြီးတော့ဟိုပြပြအောင်လို့ကျွန်တော်ကြည့်ရ break နေတဲ့အချက်မိတ်ဆွေပြန်ကြည့်ရနော်ညတို့ဒီကောင်ကတော့ ခေါက်ကျွန်တော်အနေနဲ့ခေါက်ချိုးလမ်းပေါ့ဗျာမိတ်ဆွေများပြန်လဲသုံးသက်ကြည့်ရင်လည်းကြည့်လိုက်ပါကျွန်တော်တဲခဲ့တဲ့ပုံစံလေးနမူနာလေးပေါ့နော်ဟုတ်ပြီကျွန်တော်သုံးရှိခုရှိတယ်အဲတို့ကျွန်တော်အကျဉ်းကြီးကနန်းတွေတော့မပြောတော့ပါဘူးနော်86ခုနေကနေ86ခု86ခုနေကစားအဲဒီမှာသုံးထိပ်စီခုထိပ်စီခုထိပ်စီဒီကနန်းသုံးလုံးပေါင်းရင်ကိုလိုရှိခဲ့တယ်အမှတ်ထားပါနော်ဒီကနန်းသုံးလုံးပေါင်းရင်ကိုဟုတ်ပြီသူ့ရဲ့အနေနဲ့ကျွန်တော်ပြန်တက် နောက်ပိတ်ထိတ်သီးမှာကိုထိတ်သီးခွန်ထိတ်သီးတုံးထိတ်သီးကနန်းသုံးလုံးပေါင်းရင်ကိုလိုဖြစ်တယ်နော်ဥပဒေလည်းခံထားရတယ်နော်ဟုတ်ပြီအနေလောက်ဆက်တော့မှကျွန်တော်ဇက်တိုက်တွေသွားကြသူနှစ်နောက်ပိတ်ရှစ်နောက်ပိတ်ကိုနောက်ပိတ်ဒီကနန်းသုံးလုံးပေါင်းရင်ကိုလိုဖြစ်တယ်အဲ့လိုကိုလိုဖြစ်ပြီးတော့ तू ကနောက်တက်ရိုက်သွားတာကကိုထိတ်သီးငါထိတ်သီးငါထိတ်သီးကနန်းသုံးလုံးပေါင်းရင်ကိုလိုဖြစ်ခဲ့တယ်အဲ့ဒီကိုကြောင့်မို့ဒီလိုကိုလိုဖြစ်ပြီးတဲ့ကျွန်တော်ကိုထိတ်သီးလိုကြတယ်ကိုထိတ်သီးလိုကြပြီးတော့ကျွန်တော်ရောက်ဆက်နှစ် ရောက်တဲ့အချိန်မှာကျကျွန်တော်တို့เนาะ644 644ဆိုတာ၄နောက်ပိတ်၄နောက်ပိတ်နဲ့နောက်နှလုံးပေါင်း၅ဒီကိုလိုဖြစ်ခဲ့တယ်ကိုလိုဖြစ်ခဲ့လို့ကျွန်တော်ဒီချိန်မှာဟာလားဗရိတ်ကိုဗရိတ်ခွန်ဗရိတ်သုံးဟာလားကျွန်တော်ကြားတဲ့ပြင်ချိန်30မှာ3ဗရိတ်ဖြစ်တယ်ဒီဗရိတ်သုံးလုံးပေါင်းလို့ရှိရင်ဟာလားကိုလိုဖြစ်အောင်လို့3ဗရိတ်ဖြစ်သွားတယ်ဟုတ်ပြီဒါကိုဖြစ်ခြင်းလိုင်းဒုတိယကျွန်တော်တို့ကျွန်တော်တို့ပတ်သက်တဲ့ line နှစ်ပေါ့ဗျာဟုတ်ပြီအဲ့ဒီမှာကြာမတူညီတဲ့သဘောခဏန်းတလန်နဲ့သွားလာပြီကဟဟ သုံးထိပ်စီရှစ်ထိပ်စီငါးထိပ်စီကဏ္ဍသုံးလုံးပေါင်းရင်6လို့ဖြစ်ခဲ့တယ်ကျွန်တော်ပြောရင်ကကိုတလိုင်း6တလိုင်းဟုတ်ပြီအဲ့လိုဆိုရင်ဒီမှာ6ပတိရိုက်ခဲ့တယ်6ပတိလို့ရိုက်ပြီးတော့ဒီမှာကိုထိပ်စီ၄ထိပ်စီသုံးထိပ်စီဒီကဏ္ဍထိပ်စီသုံးလုံးပေါင်းရင်6လို့ဖြစ်တယ်ကိုလို့ဖြစ်ပြီးတယ်ပဲနဲ့ तू ကနော်နောက်တစ်နေ့ကိုအဲဒီကဏ္ဍသုံးလုံးပေါင်းရင်6လို့ဖြစ်ခဲ့တယ်နော်6လို့ဖြစ်ခဲ့တယ် ဆောက်လို့ဖြစ်ပြီးတော့သူကနောက်တစ်နှစ်ကိုဆက်တိုက်သွားတာကသိသိသုံးလုံးပေါင်းရင်တော့ငါးထိပ်ကြီးလေးထိပ်ကြီးခုန်ထိပ်ကြီးအနန်းသုံးလုံးပေါင်းရင်6လို့ဖြစ်တယ်။ဆောက်လို့ဖြစ်ပြီးတော့သူကမပြူဆက်တိုက်သွားနေတာကငါတို့ကိုယ်တုံးကမှာငါးနောက်ပြီကိုနောက်ပြီနှစ်နောက်ပြီအနန်းသုံးလုံးပေါင်းရင်6လို့ဖြစ်တယ်။6လို့ဖြစ်ပြီးသူကဒီပိုင်းနဲ့သူက6ထိုင်ထားခဲ့တယ်။ဟုတ်တယ်ဒါပဲရင်တို့ရောက်တဲ့နေ့ထဲမှာကျရှင်း865เนาะ865နဲ့ရောပြန်ကြည့်လိုက်ချင်းအားနောက်ပိတ်နောင်နောင်လုံးပေါင်းပြ6လို့ဖြစ်ခဲ့ ခုနက6ခုစုနဲ့ဒီက6ခုစုပေါ့ဗျာစောက်လို့ဖြစ်ပြီးတဲ့ပြန်နဲ့ညတို့အဲ့ရနေပြီးတော့ဟဲ့လားကြိမ်ကြိမ်3ကြိမ်မှာညတို့7ကြိမ်မှာတော့6ရှစ်ခုဟုတ်ရှိကုန်ဒီ၄ပြိနော်ဒီပြိတို့တို့ဒီ6 9 19ချိန်မှာကတိပတိတို့6လူဖြစ်ချင်းဖြစ်လို့ရှိရင်တို့ဒီမှာတိပတိထည့်ရမှာအဲ့တော့တို့ဒီ line နဲ့သွားရင်တိပတိလူကျွန်တော်ယူဆထားတာလေနော်အဲ့တော့6ဖြစ်ချင်းအောင်တို့က၄တိတိမှာ ၄တစ်တစ်ဖြစ်မှသာလေဟဟလာတိပတိဖြစ်မှသာကျွန်တော်ဒီ6လို့ရှင်းတယ်အဲ့တော့6ပတိဒလိုင်းကိုမြေစုညာကိုပြလိုက်ပါတယ်နော်6ပတိဟုတ်ပြီနောက်တစ်ခါကျွန်တော်တို့6ပတိလိုင်းတစ်ခုကိုမြေစုညာကိုပြန်လဲပြရင်းပါနော်6ပတိလိုင်းရှိတဲ့အကြောင်းကိုပေါ့ဗျာဟုတ်ပြီနော်အဲ့နောက်အဲဒါ6ပတိနောက်6ပတိလိုင်းရှိတဲ့အကြောင်းဒီမှာကျွန်တော်တို့ခဏနေရယူဆချက်ကညာနေတယ်ပဲနော်တစ်ခုပထမတစ်ခါကျွန်တော်တိပတိပြခဲ့ပြီ တင်းမြတ်တော့ကျွန်တော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်ဗရိတ်ခန်းခဲ့တဲ့ line ပေါ့ဗျာဟုတ်လားအဲ့ line ကတော့ကျွန်တော်အခြေတဝင်ရှိမှပြတော့ပေါ့ဟုတ်လားမတို့ဒါရီဒါဒီဗရိတ်သုံးလုံးဗရိတ်နှလုံးပေါင်းလို့ရှိရင်၅လို့ဖြစ်ခဲ့တဲ့ line ပါဟဲ့လားဒေဗရိတ်နဲ့ကိုဗရိတ်နဲ့လို့ရင်၃ဒီ၃ကြောင့်မလို့ဒီမှာဒီရှင်နှလုံးပေါင်း၃ရှိခဲ့လို့ဗရိတ်၄နဲ့ဗရိတ်၉နဲ့၃လို့ဖြစ်ခဲ့တယ်ဒီမှာရှင်နှလုံးပေါင်း၄ရှိခဲ့လို့ဗရိတ်၅နဲ့ဗရိတ်၉နဲ့၄လို့ဖြစ်ခဲ့တယ်ဒီမှာရှင်နှလုံးပေါင်း၅လို့ဖြစ်ခဲ့လို့ဒေဗရိတ်ရှိလို့ တိပတိလူအားလိုပြောင်းတိပတိထည့်ခဲ့ကျွန်တော်အဲ့ရအတိပတိခံတဲ့အတိုင်းအောင်သွားတာเนาะဒီကောင်က3-5ဆိုတဲ့ဘေးလက်အောင်သွားပြီဆိုတော့ညတို့ဒီချိန်မှာဟာလား तू ကဒီချိန်မှာကပ်ပင်လောက်လာတာเนาะကပ်ပင်လောက်လာတာကညတို့ဒီမှာကသူ့ရဲ့ဘေးမှာညတို့ငါးခုခုဆိုရှိကြပြင်းမှာ55ခုခုအချိန်နဲ့ဆက်မှာ5ခုခုเนาะ5ခုခုကတော့ကိုပရိတ်ရှိတယ်အဲ့ကိုပရိတ်ကညဟိုဟာပြူလာကကိုခုခုငါးပရိတ်ကတော့ဒီမှာကကိုပရိတ်လိုရှိတယ် ငါခုံခုံကိုပရိကိုပရိကသူကဒီပြရသူကဒီနှလုံးမုံသုံးမှာကချစ်ထိတ်ဒီငါခါ6ထက်6တော့ပိနေနန်းသုံးလုံးပေါင်းကိုဖြစ်ကလေးကိုပရိဖြစ်တာလားဟုတ်ပြီနော်ဒုတိယကတ်ကိုလောက်တန်ကြီးကြီးလေးနောက်ပိမှုလို့ဘိနှလုံးမောင်းလို့ရှိရင်ဟဲ့လားလေးလိုဖြစ်ခဲ့တယ်လေးလိုအောင်သွားပြီလေပြန်အောက်မှာတူဝန်းဝန်းလို့လေးပရိကြာအဲ့လေးပရိလေကျွန်တော်ပြန်ကြည့်ကြည့်ဒီဘက်နှစ်မှာကရှင်းနှလုံးမောင်းလေးရဲ့အထက်မှာက6ထိပ်စီတုံညာခါရှင်းနောက်ပိတ် အနန္တုံးလုံးပေါင်းရင်း၄လူရှိအဲ့ဒီ၄ဖြစ်ခဲ့လို့၄ပြိကြတာလားဟုတ်ပြီကျွန်တော်ရောက်တဲ့နေ့တတိယပြတ်ကိုပြန်ကြည့်ကြည့်လိုက်နော်သူအလုံးပိုင်းနေကျွန်တော်ရှင်းပြမှာတခါလေနော်မိတ်ဆွေများဟိုဒီညတို့ဒီမှာငားမလို့ပြိနှလုံးပေါင်းရင်ငားဖြစ်အောင်အပေါ်မှာကကိုခွန်ရှစ်၄ပြိလူရှိလေပြိကိုညတို့ငားလို့ဖြစ်အောင်တစ်ပြိလို့ကျွန်တော်တုံးသက်ခဲ့တဲ့အတွက်တစ်ပြိအောင်မှာကျွန်တော်ပေါက်ပြီးတော့ဝဲတာပေါ့နော်တိပတိလိုအောင်သွားပြီလို့ညဒီပြင်မှာကပ်ပင်လေးလောက်တာကငါမရှင်းနှလုံးပေါင်း9ရဲ့အထက်မှာ ချောချောင်းကားဆိုရှိတယ်။၆ဒိတ်စီနဲ့၆ခါနဲ့၄နောင်ပိန်နဲ့အနန်သုံးလုံးပေါင်းလို့ရှိရင်အနန်သုံးလုံးပေါင်းလို့ရှိရင်၆လို့ဖြစ်လို့ဒီချိန်မှာ၆ပဒိတ်လို့ဖြစ်မှာလား။နော်မိတ်ဆွေများအဲ့တော့မိတ်ဆွေများကြည့်အောင်လို့ကျွန်တော်ကဟိုကကျွန်တော်တော်ပြူကြည့်ခဲ့တာပါ။မိတ်ဆွေများကျွန်တော်အာ ဇာ6ပြိတ်တန်းပြပြီနောက်တက်တခါကျွန်တော်6ပြိတ်ကိုရမ်းပြီးတော့ပြကျင်နေနေထားလေးလားနော်6ပြိတ်ကိုကျွန်တော်ပြန်ပြီးတော့ပြကျင်နေနေထားလေးကိုမိစင်ရောက်ပြန်ပြောပြနော်6ပြိတ်တလိုင်းရှိပြီတဲ့ပြိတ်တွေကကတ်နေတဲ့အတွက်ကျွန်တော်တို့ကဆုံးဖြတ်ရတာကမလွယ်ဘူးရှင့်နေတာမိစင်ရောက်နော်အဲ့တော့ကျွန်တော်ဒီ6ပြိတ်နောက်တစ်မျိုးကိုပြန်ပြတယ်လေနော်မိစင်ရောက်ဆုံးမပြန်ကြမယ်လို့ဆိုကျွန်တော်ခုနကဒီကောင်ကဒီကောင်ကလည်းငါးဖြစ်ရှင်သွားတဲ့အတိုင်းနော်ဒီငါးနဲ့ငါးလို့ဖြစ်ပြီးငါးပြိတ် ဒီငါနောက်မောင်းငါခံငါပြိဖြတ်နော်ဒီမှာကျွန်တော်တို့ပြိနှလုံးမောင်းရင်ငါဖြစ်ခဲ့အောင်ပါပြိမှာသူဒီတောင်းလုံးမောင်းရင်ခွန်လို့ရှိနော်လက်ဥတော်ပောင်းရင်ခွန်လို့ရှိတယ်အဲ့ဒီခွန်နဲ့ဒီသုံးနဲ့ပောင်းတာကဟဟလားဒီမှာကျွန်တော်ဒါလေးတစ်ချက်ပြန်ချင်းရနော်ဒီလက်ဥတော်ပောင်းရင်ခွန်လို့ရှိခဲ့တဲ့ပြိလေးကတုံညာပြိတုံညာပြိမို့လို့ဟဟလားဒီကောင်ဒီကျွန်တော်တို့စကူးချိန်နဲ့အချိန်30ကိုတုံညာပြိဖြစ်အောင်တုံးပြိထည့် လမ်းတစ်ချက်နော်နောက်ပြီးဒါပထမကဒုတိယကဝင်ပြန်ကြည့်နော်ဒါကျွန်တော်ငါးအုပ်စုတွေသွားတဲ့ line တွေနော်ဒါကျွန်တော်တို့ငါးအုပ်စုသွားလို့ဗိဒိနှလုံးပေါင်းရင်းငါးအောင်သွားပြီငါးအောင်သွားတဲ့တပည့်နဲ့ကျွန်တော်တို့ဒီချိန်မှာကဒီမှာလက်ဥတော်ပေါင်းရင်ခွန်လို့ပုံတွေဖြစ်ခဲ့နော်လက်ဥတော်ပေါင်းရင်ဘုံတွေဖြစ်ခဲ့လို့ဘုံတွေဖြစ်ခဲ့တဲ့ဗိဒိလေးကခွန်ဗိဒိနော်အဲ့ဒီခွန်ဗိဒိမို့လို့တဲ့နော်ဒီခွန်ဗိဒိမို့လို့လက်ဥတော်ပေါင်းရင်ခွန်ဗိဒိမို့လို့အဲ့ဒီကောင်ကဒီကျွန်တော်တို့19ချိန်မှာက ခွန်96ဆိုတဲ့10ပြိတ်နဲ့ကျွန်တော်အချိန်20မှာ9ပြိတ်လို့ဖြစ်တယ်။အဲ့ဒီ9ပြိတ်နှလုံးပေါင်းရင်ဒီခွန်လို့ဖြစ်သွားတာ။ဒီကောင်းပေါင်းရင်ဒီလက်ရောက်ပေါင်းရင်ခွန်လို့ဖြစ်ခဲ့လို့ဗြိတ်နှလုံးပေါင်းရင်ခွန်လို့ဖြစ်အောင်ဒီမှာလည်းခွန်ကလေးခံခဲ့လို့ဗြိတ်နှလုံးပေါင်းရင်ခွန်နော်ဟုတ်ပြီ။နောက်တတိယကကိုကျွန်တော်တို့ကြံကြည့်ကြည့်ကြပါဦးနော်။တတိယကမလဲကျွန်တော်တို့ဒါတွေကလက်9အုပ်တော့9အုပ်စုတိုင်းနေနော်။9အုပ်စုတိုင်းကငါးပြိတ်နှလုံးပေါင်းရင်ငါလည်းအောင်ပါမယ်။ အောင်သားမေဇန်တို့ဒီမှလည်းညတော်ကကိုထိတ်သီး6ကနှစ်နောက်ပိုင်းနဲ့လက်ဦးတော်ပေါင်းရင်ဒီခုံလည်းဖြစ်ထားတာရှိတယ်။ခုံလည်းဖြစ်ထားတာရှိခဲ့တော့ညတို့ဒီလက်ဦးတော်ပေါင်းရင်ခုံလို့လည်းဖြစ်တယ်ဒီပဋိလေးရလည်းခုံလို့ဖြစ်နေတယ်။အဲ့လိုခုံလို့ဖြစ်တဲ့အတွက်ညတို့ဒီချိန်မှာဟဟလား6တ6ဒီဟဟလားတိပဋိလို့ဖြစ်တယ်။ဒီခုံပဋိကိုဒီတိပဋိကိုဒီခုံလို့ဖြစ်အောင်ညတို့6ပဋိထဲမှာဒါလင်းခုံလို့ဖြစ်ပါမယ်။အားလုံးမိတ်ဆွေများနော် ကျွန်တော်ဗရိတ်ပြခဲ့ပါပြီတိဗရိတ်ခြောက်ဗရိတ်ဟုတ်ပြီကျွန်တော်မိတ်ဆွေများကိုခုနကကျွန်တော်ပြောသလိုပဲဟဟလာကျွန်တော်ချိန်တစ်ဆင်းမှာကိုမဲ့ကဏန်းလေးတွေကဟဟလာမျိုးတို့ချိန်တစ်ဆင်းမှာထုံးမဲ့ကဏန်းလေးက66လေးပါတယ်ဗျာဟုတ်ပြီနောက်ထပ်ကျွန်တော်တို့သွားနေမဲ့ဒိုင်းလေးကိုတစ်ချက်တန်ကြည့်ကြည့်ရအောင်နော်ကဏန်းလေးကဒီမှာကဏန်းလေးကဖြစ်ပြက်နေတာတွေကတော်တော်လေးများနေကုန်ပြီဆိုတာနော်ကျွန်တော်တို့မလုပ်လဲဆိုတော့ကဏန်းလေးကသူက ပြီးသွားတဲ့အချိန်မှာကျတော့ကနန်းနေရာများနေတဲ့သုံးပလိန်လိုင်းတစ်ခုကိုကျွန်တော်မြေထင်မြောင်ရှင်းပြရအောင်သုံးပလိန်လိုင်းသုံးပလိန်လိုင်းတစ်ခုရှင်းပြရအောင်ဒါကျွန်တော်ရှင်းပြရင်တော့ဒီကကျွန်တော်တို့၂000နဲ့တစ်ခုနဲ့အစမှာ၂000တစ်ခုနဲ့ကဒီနှစ်ဦးမှာဟဲ့လားနှစ်ဦးမှာ316လို့ရှိတယ်316လို့ရှိတဲ့ကနန်းလေးကနေပြီးတော့အခွာပေါင်းရင်းနဲ့300ခါလေးနဲ့ဆိုပြီး6လို့ဖြစ်ဘုံတွေဖြစ်တာဒုတိယကမှလည်းကျွန်တော်ပြန်ကြည့်ရအောင်เนาะအချိန်ရင်ပြီးတော့ ကိုရှစ်တက်လို့ရှိတယ်ကိုရှစ်တက်လို့ရှိတဲ့ပြန်နဲ့အခွန်ပေါင်းကြီးနဲ့30ဒုတိယချိန်မှာ6ခန်းလို့ရှိတယ်ဘုံဒီလေးဦးတော့ပေါင်းကြီးသည်ဟဲ့လားလူရှိလေးက6လို့ဖြစ်ခဲ့တယ်တတိယကညတို့ပြန်ကြည့်ကြရနော်ခုန်ခုန်ကိုညတို့နှစ်ဦးမှာခုန်ခုန်ကိုလို့ရှိတယ်ခုန်ခုန်ကိုကိုညတို့ကလူရှိပေါင်းကြီးသည်တုံညာဒုတိယချိန်မှာ900လို့ဖြစ်ထားတဲ့တွေ့လူရှိပေါင်းကြီးသည်ဟဲ့လား6လို့ပဲဘုံဒီဖြစ်တာအဲ့ဒါပဲကျွန်တော်အဲ့ရနေပဲတွားကြပါဘူးနော် အဲ့လိုကြပြီလေကျွန်တော်အဲ့ဒါလေးပဲပုံလေးပြောကြမယ်နော်အဲ့ဒီရကျွန်တော်တို့ညာကျွန်တော်တို့လက်ခုနှစ်ကအချိန်20နော်သူ့ရဲ့ရင်ဆိုင်တနည်းအောက်ဆုံးရင်၅ပြိပုံတွေရှိခဲ့ဒါဒုတိယပထမကဒုတိယကမှာနှစ်ပြိနှစ်ပြိကအောက်ဆုံးမှာဘုံတွေ၅ပြိရှိခဲ့ဟုတ်ပြီကျွန်တော်တို့တတိယကအချိန်20ချိန်20ရဲ့နောက်နောက်တစ်နှစ်ရင်အောက်မှာ၅ပြိဆိုဘုံတွေရှိခဲ့တယ် ါ့ဗျနော်အဲ့ရံပဲကျွန်တော်ပြလိုက်ရင်တော့မတူလေးနော်ငါမရိကျွန်တော်ချိန်30နဲ့တူတူတဲ့အချိန်လေးမှာဟာလားလေခုနှစ်သုံးပြည့်ရှင်ရှိတယ်။သူကလေခုနှစ်ကနေပြောတနှစ်နှစ်နှစ်သုံးနှစ်ပြန်ဆိုရင်ဟဟလားတစ်တင်ငါဆိုတော့သုံးခါလေးရှိတယ်ဟုတ်လား။သုံးခါလေးနဲ့သုံးခါလေးနဲ့သုံးပြည့်ပေါင်းလို့ရှိရင်6လူဖြစ်ခဲ့တယ်။နော်ဟုတ်ပြီဒါတမျိုးနော်။သုံးသုံးခါလေးနဲ့6ပြည့်နဲ့ပေါင်းရင်းဒီ6လူဖြစ်ခဲ့တယ်။လက်ဦးတော့ခုနကနေ့ဦးမှာ လေးဦးတော့ပေါင်းရင်းလူကျိမ့်မှာညတို့အကျိန်းတစ်သိန်းမှာကြာချင်းက၄၈၄၈၄အဲ၈၃၄ဆိုတာနှစ်ပတ်ရှိတယ်၈၃၄ကြာပြီပြင်အကျိန်း၃၀တချိန်တစ်ချိန်သုံးချိန်မှာ၅၄၀ဆိုတာ၄ခါလေးရှိတယ်ကျွန်တော်ပြောချင်တာကဟလာ၃ခါ၄ခါ၅ခါပေါ့ဗျာဟုတ်ပြီနော်အဲ့ဒီ၃ခါနဲ့ပရိနေပေါင်းရင်းဒီ၆လို့ဖြစ်တယ်ဒုတိယချိန်မှာ၄ခါနဲ့နှစ်ပရိနေပေါင်းရင်းဒီ၆လို့ဖြစ်တယ် နောက်တတိယကမှာရုပ် ပြန်ကြည့်ကြနော်ငါးခါလေးနဲ့တိပတိပောင်းရင်းဒီလေ6လို့ဖြစ်အောင်ဆိုရင်ရုပ်တယ်အဲ့ငါးခါးရှိရတယ်တိပတိဟုတ်ပြီအဲ့လိုမှမဟုတ်ဘူးနော်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ငါတို့တစ်ခုပြန်စဉ်းစားရမှာကဟုတ်လားငါတို့ဒီမှာပြန်စဉ်းစားမယ်နော်အဲ့ဒီမှာကျွန်တော်ပုံစံလေးဘယ်လိုပုံစံနဲ့ပြန်ပြောရမလို့ဆိုတော့မြင်စင်မယ်နော်ငါတို့ဒီမှာ၃ခါလေးက ုံးပရိတ်သုံးခါလေးနဲ့ဒီပရိတ်နဲ့ပေါင်းရင်းဒီငါလို့ဖြစ်တယ်နော်တောက်တမျိုးယူမှာနော်သုံးခါလေးနဲ့ပရိတ်လေးနဲ့ပေါင်းရင်းဒီငါလို့ဖြစ်တယ်သုံးပရိတ်နှစ်သုံးခါနဲ့နှစ်ပရိတ်နဲ့ပေါင်းငါငါကိုကျွန်တော်တို့ကဒီအချိန်20ကြာပြင်မှာသုံးပရိတ်ရှိရတွေ့ဒီသုံးကဏဒီပရိတ်နှလုံးပေါင်းရင်းကငါလို့ဖြစ်ပြီသုံးခါနဲ့ပေါင်းရှစ်လို့ဖြစ်ခဲ့ပါတယ်ဒုတိယကတ်မှာကျွန်တော်ပြန်ကြည့်ကြည့်လဲနော်လေးခါလေးလေးခါလေးရှိပါတယ်ဘရိတ်ကဒီ လေခါလေးရောက်ကခွန်ခွန်ထွန်ရှိတယ်ခွန်တိုင်းတော့တစ်ပဋိတ်ပေါ့ဗျာတစ်ပဋိတ်တစ်ပဋိတ်ကေညတို့ဘက်မှာကကြပင်ချိန်30မှာကနှစ်ပဋိတ်ရှိပါတယ်တစ်နဲ့တစ်ပဋိတ်တစ်ပဋိတ်တစ်ပဋိတ်နဲ့နှစ်ပဋိတ်ပေါင်း3သုံးနဲ့ဒီလေခါနဲ့ပေါင်းရင်ဟဲ့လားခွန်လို့ဖြစ်တယ်ကျွန်တော်ပြောချင်တာကဒီခါနဲ့ဒီပဋိတ်နဲ့ဒီပဋိတ်နဲ့ပေါင်းရင်8လို့ဖြစ်တယ်ဒုတိယကတ်မှာကဒီခါနဲ့ဒီပဋိတ်နဲ့ဒီကောင်နဲ့ပေါင်းရင်ခွန်လို့ဖြစ်ခဲ့ပါတယ်ညတို့ဒီချိန်မှာကြတော့ညတို့ပြန်ကြည့်ကြည့်လိုက်နော် ဒီခါနဲ့ဒီပဋိင်းနဲ့ပုံရင်၃လို့ဖြစ်ခဲ့တယ်။နောက်တော့၆လို့ဖြစ်အောင်လို့ညောဒီချိန်မှာ၃ပဋိထဲမှာလား။ဟုတ်ဘူးနော်။ငါးခါနဲ့၈ပဋိနဲ့ဒီမှာ၈၈ကိုကိုတုံညာ၈ပဋိဖြစ်တယ်။ငါးခါနဲ့၈ပဋိနဲ့၃လို့ဖြစ်တယ်။အဲ့တော့ခွန်၈ခွန်၈၆လို့ဖြစ်အောင်ညောတော့ဒီမှာ၃ပဋိထဲရမှာလား။ဆိုတော့ကျွန်တော်ပြတာက၃ပဋိနဲ့၈ပဋိနဲ့၁လို့ဖြစ်တယ်။ ဒီတစ်ကိုညတို့၅ခါလေးနဲ့ပေါင်းလို့ရှိရင်ညတို့က6လို့ဖြစ်တယ်ကျွန်တော်ပြောချင်တာက6ခွန်6ဟုတ်လားဒီသုံးဒီကောင်နဲ့ဒီကောင်နဲ့ဒီကောင်နဲ့ပေါင်းရင်ဒီ6လို့ဖြစ်ခဲ့ပြီဒီကောင်၄ခါနဲ့ခွန်ထိုင်နဲ့ရှစ်တုံရလေးနဲ့ပေါင်းရင်ဒီခွန်လို့ဖြစ်တယ်တတိယကတ်မှာက၅ခါနဲ့6ခါနဲ့8ပြိတ်နဲ့3ပြိတ်နဲ့ပေါင်းရင်ဟုတ်လား6လို့ဆိုရင်ကျွန်တော်ပြောချင်တာ ွန်ရှိ6ဆိုတဲ့ဗလိတ်လေးပေါ့ဗျာဟုတ်ပြီအဲ့ဒီမှာဗလိတ်တွေကအကုန်ရှုပ်ရက်ခတ်နေတဲ့အတွက်ကျွန်တော်တို့ကဘာတော့ဒီပြင်ကန်းလည်းအကုန်အောင်ထားနေတဲ့အတွက်ကျွန်တော်တို့စဉ်းစားရတာတော့ခက်နော်ဟုတ်ပြီအဲ့လိုဆိုရင်ကျွန်တော်တို့ကျွန်တော်လုံးမိုင်လေးတစ်ချက်ကိုမိတ်ဆွေများကိုပြကြည့်နေနော်လုံးမိုင်လေးကိုပြမယ်ဗျာမိတ်ဆွေများနော်လုံးမိုင်ခုနက9တုံညာဝမ်းကျင်လေးပြခဲ့ပြီကျွန်တော်ဒီအားတော့မိတ်ဆွေများတော်တော်များများသိကြပါတယ်နော်အဲ့ဒီလိုင်းကမယ်တစ်ချက်ထောက်ထားလေးပဲကျွန်တော်ပြဥပဒေကိုကိုးထိတ်လို့ပို့တယ်ဟုတ်ပြီ ။အိုးထေးဒီကိုကိုထေးလို့ပို့ပြီးတော့ညတို့ရောက်တဲ့နေ့မှာဟဲ့လား16ကျင်းနဲ့19ကျင်းမှာရှစ်လို့ဖြစ်ခဲ့တယ်။ဒီမှာရှစ်ပရိရှစ်ထေးလို့ကြားတယ်။ရှစ်ပရိရှစ်ထေးလို့ကြားပြီးတဲ့ပိုင်းနဲ့ညတို့16ကျင်းနဲ့19ကျင်းမှာဟဲ့လားဒီကနန်းနှလုံးပေါင်းရင်းဒီခွန်လို့ဖြစ်ခဲ့တယ်။ခါနှလုံးပေါင်းရင်းခွန်ပေါ့ဗျာဟုတ်ပြီ။ဒုတိယကမှာညတို့ဟဲ့လားဒီခွန်ပရိကနှစ်ဦးခွန်ခွန်ပရိကဟဲ့လားခွန်ထိတ်လို့ပို့လိုက်တဲ့ပိုင်းနဲ့ညတို့16ကျင်းနဲ့ 19ချိန်ပေါ့ခဏန်းသုံးလုံးပေါင်းခဏန်းနှလုံးပေါင်းရင်6လို့ပြောတာကျွန်တော်ပြောချင်တာကဒီနှလုံးပေါင်းရင်10ဒီနှလုံးပေါင်းရင်9ဒီနှလုံးပေါင်းရင်6လို့ရှိခဲ့တယ်ဟုတ်ပြီအားလုံးပဲမိတ်ဆွေများနော်အဲ့လိုလိုချင်ကျွန်တော်ဒီချိန်မှာယူချင်တာကဒီပထမအချိန်20မှာ10ခါလို့ကြားခဲ့တယ်ဒုတိယအချိန်မှာ10ခါကြီးကြား10ခါလို့ကြားမှာလား10ခါလို့ကြားမယ်ဆိုလည်းတော့တိုင်းပြင်အောက်ကိုဆင်းလို့ရှိတယ်ရှိသေးရှေ့ခါလို့ဖြစ်လို့ရှေ့ခါရဲ့အောက်ကညတို့ဇောင်းဆင်းလိုက်ပါဗျာနော်ရှေ့ ငါ6တီကိုလို့ဖြစ်ခဲ့တယ်နော်ဟုတ်ပြီကိုလို့ဖြစ်လဲပဲဒုတိယကတ်ကိုပြန်ကြည့်တယ်ရှစ်ကဲ9ရဲ့9ရဲ့ဟဲ့လားကိုလို့ဖြစ်ပြီးတော့တုံညလို့ဖြစ်ခဲ့တယ်နော်ကိုတုံညကိုတုံညလို့ဖြစ်တာနော်ဟိုတည်းရှစ်ခါရှစ်ခါတို့ထဲမှာသူကရှစ်ခါရှစ်တော်ရှိတယ်ဟဲ့လားဝတ်မလားဒီကနန်းသုံးလုံးပေါင်းရင်ဒီ6ကဲ9ရဲ့8ကဲနန်းသုံးလုံးပေါင်းရင်9လို့ဖြစ်တယ် ုတိယကတ်မှန်ရောပြန်ကြည့်ရင်လည်းကိုပြီးတော့9ရဲ့9ရဲ့8ကအနန်းသုံးလုံးပေါင်းရင်8လို့ဖြစ်တယ်။တတိယကတ်ကျွန်တော်တို့ပြန်ကြည့်ကြနော်ခွန်းလို့ဖြစ်ရမယ်လဲဆိုလို့ရှိရင်9ခါလေးရှိတယ်4ခါလေးရှိတယ်8ခါလေးရှိတယ်ခွန်းလို့ဖြစ်ပါတောက်လျှောက်ခွန်းလို့ဖြစ်သွားတာအဲ့တော့8ခါကလည်းကျွန်တော်တို့ကြောက်နေတယ်ခင်ဗျာနော်ဟုတ်ပြီအဲ့လိုတခါကြောက်ရင်လည်းဒီထက်မှကပြန်ထည့်တာအစံထည့်တာကမိစုံရောချက်ပြန်ဆင်းပြနော်သူ့ရဲ့ရင်ဆိုင်8ဒီ8ခါလေးရဲ့ပေါ်တဲ့ဟိုမှာဒီနှလုံးပေါင်းရင်ခွန်းလို့ရှိတယ်ခွန်းလို့ရှိတဲ့ပြန်နဲ့ ဒီဘက်ကရင်တို့ရှစ်ခါရဲ့ရှစ်ခါရဲ့ငါးခါရဲ့တစ်ခါရဲ့ကဏ္ဍသုံးလုံးပေါင်းရင်းဒီ၄လူဖြစ်တယ်ဒီ၄နဲ့ဒီ9ပေါင်းရင်းဒီ1လူဖြစ်ခဲ့ပါတယ်နောက်ထပ်တကားဒုတိယကောက်ကိုပြန်ကြည့်ကြည့်လားခွန်လို့ဖြစ်တာဒီဘက်ပြီးမှာဟာလား၃ခါနဲ့တစ်ခါနဲ့ကဏ္ဍသုံးပေါင်းရင်းဒီ၄လူဖြစ်တယ်၄လူဖြစ်လိုက်တဲ့ပြန်လဲကျွန်တော်တို့ရှစ်ခါ၃ညခါရဲ့ရှစ်ခါရဲ့ရှစ်ခါရဲ့ဟာလား၆လူဖြစ်တယ်ဒီ၆နဲ့ဒီ၄နဲ့ပေါင်းရင်၃ညလူဖြစ်ခဲ့တယ်ရဏကမလဲကြီးဒီခွန်ရဲ့ဒီ၄ရဲ့ နော်ဒီခွန်ရဲ့ဒီလေးရဲ့တက်ဒုတိယကကြာဒီလေးရဲ့ဒီ6ရဲ့တုံညာလို့ဖြစ်တယ်မတို့တတိယကကျွန်တော်ပြန်ကြည့်ကိုလို့ဖြစ်ရမှာကိုလို့ဖြစ်ရမှာဆိုရင်ဒီသုံးလုံးပေါင်းရံတုံညာလို့ဖြစ်ခဲ့တယ်တုံညာလို့ဖြစ်မှာဆိုရင်တော့ကိုလို့ဖြစ်ရမှာဆိုဒီဒီတုံညာနဲ့ဒီကဏ္ဍသုံးလုံးပေါင်းရင်ကိုဖြစ်ရမှာဆိုကိုကနှစ်ခါရှစ်ခါလို့ထဲမှာသာလေရှစ်ခါလို့ဖြစ်နော်ရှစ်ခါပေါ့ဗျာဟုတ်လားဒီတုံညာနဲ့ဒီဒီကိုနဲ့ကိုလို့ဖြစ်အဲ့တော့ 3.1အဲ3.9လို့စီနီယာသူအမှန်ရိုက်ထားတဲ့နိုင်ငံလေဒီရှစ်တလုံးကလည်းကြောက်နေတာဟုတ်ပြီခုနပြောတဲ့ဒီထက်မှကျွန်တော်မိတ်ဆွေများကိုပြောချင်တဲ့နေသားလေးတစ်ခွက်ကလားရှစ်ခန်းကိုကျွန်တော်ပြန်ပြရင်လည်းသဘောကြီးရဒီမှာရှစ်ခန်းလေးရှိတဲ့အကြောင်းလေးပေါ့ဗျာဟုတ်လားကျွန်တော်ပထမဆုံးဥစားကိုပြန်ကောက်လိုက်မယ်နော်အပြည့်ချင်းပရိတ်အောင်တဲ့ line ကဒီရှင်းလုံးမုံသုံးလို့ရှိတယ်ရှင်းလုံးမုံသုံးလို့ရှိရတယ်ဗျာဝပောင်းရင်6 ီသုံးလို့ဖြစ်အောင်လို့ပြန်ဖြီတာကခွန်ခါလို့ထည့်ခဲ့တယ်နော်ဟုတ်ပြီအဲ့တော့ပထမကဒီဒုတိယကဒီမှာ၄ခြေနှလုံးပေါင်း၄ခြေနှလုံးပေါင်းလေးကိုဗရိနှလုံးပေါင်းရင်း၄လို့အောင်သွားတယ်ပဲနေညတို့ဒီမှာဝါပေါင်းရင်း၃လို့ရှိတယ်၄လို့ဖြစ်အောင်တစ်ခါထည့်လိုက်တယ်တပည့်နဲ့သူကဒီ၄ဗရိနှလုံးပေါင်း၄၄ဟုတ်လားဟုတ်ပြီအဲ့တော့တတိယကကိုပြန်ဒီမှာနှလုံးပေါင်းရင်း၅လို့ဖြစ်တယ်အဲ့နှလုံးပေါင်း၅ရင်ဗရိနှလုံးပေါင်း၅အောင်ခဲ့တယ် အောင်းနေအတွက်ကျွန်တော်ကဒီရှင်နှလုံးပေါင်း78ချိန်မှာကကိုခုန်ရှိသည်ဂွားပေါင်းရင်ခုန်လို့ဖြစ်တယ်ရှစ်လို့ပြောင်းကျွန်တော်ကရှစ်ခါလို့ခဲရမယ်ဘာဖြစ်မလဲကျွန်တော်ရှစ်ခါဘာလို့လဲဆိုတော့အချိန်ကဒီကောင်ကအနိကက်ဖြစ်နေတဲ့ရှစ်ခါတွေလည်းကျွန်တော်ကကိုင်းတော့ကိုင်းတယ်တိတ်အောက်ွက်မလုံရဲဘူးဖြစ်တာကိုရမိတ်ဆွေများနော်အဲ့ဒါအလုံးမဲ့မိတ်ဆွေများကျွန်တော်ခုနမိတ်ဆွေများကိုကျွန်တော်ခုနပြောလိုပါဗျာဟမ်ကျွန်တော်ဒီချိန်မှာခင်ဗျာအလုံးမဲ့မိတ်ဆွေများကျွန်တော်မိတ်ဆွေများကိုအလုံးမဲ့ပေါက်စီခြင်းပါလေဟဲ့လား အလုံးမဲ့မိတ်ဆွေများအချင်းတစ်ဆက်မှာပေါက်ကနများတွေ့ကြပါသည်ဒီထဲမှာတော့ကျွန်တော်ပေါက်ကနပါမလို့ယူဆပါတယ်အလုံးမဲ့မိတ်ဆွေများအချင်းတစ်ဆက်အတွက်စူးစမ်းကြပါ